မြန်မာတနင်္ဂနွေကဝယ်လို့ရတဲ့ဘန်ကက်ကိုထုတ်ကြလာတဲ့စပိုင်းပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင့်ကျွန်တော်တို့လေး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်သူမရဲ့များပြားလာတဲ့ပိုင်ဆိုင်မှုတွေကသုံးဆွဲလို့မကုံယုံတာမကမြန်မာတနင်္ဂနွေကဝယ်ယူလို့ရနိုင်တဲ့အနေဒါရှိတယ်ဆိုတာကိုထုတ်ကြလာခဲ့တာကတော့တတိယမကြီးစပိုင်းပဲဖြစ်ပါတယ်တတိယမကြီးစပိုင်းကအရင်ကတော့အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီးအရင်လက်မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ကိုတူးကိုဂျုံကစူးစမ်းမဲ့ဆိုပြီးယောက်ျားယူကအမေရိကန်နိုင်ငံတို့ထွက်သွားခဲ့ပါတယ် အဲ့ဒီကမှာတော့တင်မတလာအောင်စီးပွားဖြစ်အောင်မျက်နှာခဲ့ပြီးအချမ်းသာဆုံးဆိုတဲ့တန်းကြွယ်တဲ့မကြီးဘွဲကိုခံယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါတင်မကပါဘူးတဖြည်းဖြည်းနဲ့သူမရဲ့စီးစိမ်ချမ်းသာဥစ္စာတွေကပိုပြီးတော့တောင်များပြားလာခဲ့တာကြောင့်အခုချိန်မှဆိုရင်မြန်မာနိုင်ငံကိုပါဝင်ယူနိုင်တဲ့အထိချမ်းသာလာခဲ့ပြီဖြစ်ကြောင်းသက်တွေနဲ့တကွသိရပါတယ်။ဇကားတွေထဲမှာပဲမြင်မှုတေချာဖြစ်တဲ့ Blackcast ဆိုတဲ့အရာကြီးကိုစမိုင်းကလက်ဝဲပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းထုတ်ကြောလာခဲ့တာပါ။ ဒါကရိုရိုဘလက်ခတ်တောင်မဟုတ်ပဲ PEC လို့ခေါ်တဲ့ Premier Expert Centurion Bracket ပဲဖြစ်ပါတယ်။ဒီကကြီးကိုကင်ဆောင်ဝင်ဖို့အတွက်တော်ရုံချမ်းသာကြွယ်ဝတဲ့အနေအထားနဲ့တော့အနားထောင်ကပ်နိုင်မှာမဟုတ်ပါဘူး။ဘီလီယံပေါင်းများစွာချမ်းသာကြွယ်ဝပြီးပိုင်ဆိုင်မှသာဒီလိုမျိုးဘလက်ခတ်ကိုထုတ်ယူနိုင်မှာဖြစ်ပါတယ်။ထုတ်ယူဖို့အတွက်ကလည်းသူတို့ရဲ့တောင်းတင်းတဲ့ပိုင်ဆိုင်မှုအင်အားတွေကိုတေချာပြရမှာဖြစ်ပြီးဘဏ်ကတော့အတိမတ်ပြုတ်ပြီးတဲ့နောက်မှာတော့ MBIB Bracket ကြီးကိုထုတ်ပေးခဲ့တာပါ။ ဒီလိုကမျိုးကိုကန်ဆောင်နိုင်တဲ့သူဆိုတာကကမ္ဘာအနှံပြားမှာအတော်လေးကိုနေပါနေစေဖြစ်ပြီးမြန်မာနိုင်ငံမှာဆိုရင်စမိုင်းတယောက်ပဲကန်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဒါကိုစမိုင်းကအရင်ကတော့မကြွားခဲ့ပဲအခုချိန်မှာသူမရဲ့အနေအထားကငွေဖားဖြစ်နေတယ်ဆိုတာကိုပရိသတ်တွေသိရှိစေဖို့အတွက်မသက်သာတော့တာကြောင့်ထုတ်ကြားခဲ့တာပါ။အရင်ကဆိုရင်တော့သူမပိုင်ဆိုင်တဲ့ရွှေတုံးရွှေခဲတွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေ branded ပစ္စည်းပေါင်းများစွာကိုတနေ့တမျိုးမယိုးရအောင်ထုတ်ကြားနေတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာကတော့တနင်္ဂနွေလုံးမျိုးလုံးပြူပြီး အာအသင့်သွားစင်နိုင်လောက်တဲ့ဂျန်နာကြိုးပါမှုအပန်းကြားဖြစ်တဲ့ဘလက်ခတ်ကြီးကိုထုတ်ပြလာခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာဆိုရင်ဘဒုကချမ်းသာတယ်ဘဒုကသုံးနိုင်ဖြုံးနိုင်တယ်လက်ဝေရဏနာတွေဝင်နိုင်တယ်ဆိုပြီးကြောနေကြခဲ့ပေမဲ့သူတို့တွေအကုန်လုံးငုတ်တုံမေပြီးတော့ထိုင်ကိုသွားနိုင်လောက်တဲ့အနေဓာတွေကိုစမိုင်းကရရှိပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်ဒီလိုချမ်းသာဖို့အတွက်ကိုလည်းအပြင်မှာပေမပေမတ်လောက်လို့စီရမလို့အုံနောက်ချောက်ခံပြီးအလုပ်တွေလုပ်စရာမလိုပဲအိမ်မှာပဲထိုင်ညွန်ကြားယုံနေတဲ့ခင်မွန်းဖြစ်သူကအဆအဆအရာရာဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်သူမကမနာလို့ပြီးဝေဖန်လေးကန်နေကြတဲ့မြန်မာနိုင်ငံကလူတွေအနေနဲ့နိုင်ငံတစ်ခုလုံးကိုဝယ်ယူနိုင်ပြီးဘယင်မကြီးလိုပါလုပ်လို့ရတဲ့အနေအထားရှိနေတယ်ဆိုတာကိုထုတ်ပြန်လာခဲ့တာပါ။သူမအနေနဲ့ဘလို့စီးပွားရေးလုပ်ငန်းတွေလုပ်ကင်ပြီးဒီလောက်အထိချမ်းသာတော်တယ်ဆိုတာကိုတော့ပရိသတ်တွေလည်းစဉ်းစားလို့မရနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။အရန်ကိုကန်ကောင်းပြီးဘယင်မတစ်ပါးလိုစီးစိမ်ခံစားနေရတယ်ဆိုတာကတော့သူမရဲ့သဘောထားကောင်းမှုနဲ့ဖျော်တရားယူတည်ကန်ဆိုင်မှုကြောင့်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးချမ်းသာကြွယ်ဝတဲ့ တတိယမှာဒီစမိုင်းကိုတော့အမကြပဲမနေနိုင်အောင်ဖြစ်ခဲ့ရတာပါကျေးဇူးနဲ့ကြားတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောတချိန်မှာမြန်မာနိုင်ငံကိုဝယ်ယူပြီးတော့ဘေးရန်မှာတပါဖြစ်လာနိုင်ခြင်းရှိနေတဲ့တတိယမှာဒီစမိုင်းကိုအားကျနေပြီလားဆိုတာပြောပြခဲ့ကြပါအောင်နော်